မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်မောင်းတော်မြို့နယ်ထဲမှာမွတ်စလင်နဏ္ဍာရင်တပ်တွေရဲ့အစိမ့်ဝင်တိုက်ခိုက်မှုကိုတံပြန်ချိန်မောင်းရေလုံးနေရတဲ့အာရခတပ်တော် AA ဟာပြည်ရင်းစစ်မျက်နှာလေးကမှလည်းအနာသိစစ်တပ်ကိုတံပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA ကထုတ်ပြန်ပါတယ်ရကိုင်းပြည်နယ်အတွင်းမှာတိမ်ပိုက်ဖို့ကြံနေသေးတဲ့နေရာတွေအပါအဝင်ရကိုင်းပြည်နယ်နဲ့ထိစပ်နေတဲ့ပဲခူးတိုင်းမကွေးတိုင်းနဲ့အေရီတိုင်းစစ်မျက်နှာတွေမှာအာနာတိန်စစ်တပ်ကိုတံပြန်ထိုးစစ်တွေလုပ်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေတဲ့လို့အေကအော်တိုပါ၁၀ရက်နေမှာသတင်းထုတ်ပြန်ပါတယ်။အနာဒိစစ်တပ်ကနိုင်ငံတော်ဆုံးရှုံးသွားတဲ့တရင်တမစစ်တိုင်းဌာနချုပ်တွေအပါအဝင်စစ်ရေးနိုင်ငံရေးအရာမဟာဗျူဟာကြားတဲ့နေရာတွေကိုပြန်လည်ဆုံးမနိုင်မှုအတွက်ပိုဆက်စစ်တပ်ကလည်းမို့အပေါ်မှာအေအနေနဲ့ကြက်ကြက်ခံပြီးတံတန်တိုးစစ်တွေဆင်နွှဲနေတာလို့ဆိုပါတယ်။ အရကတဲ့တော်အေရမြို့နယ်ပေါင်း16မြို့ရှိတဲ့ရခိုင်ပြည်နယ်ထဲမှာ14မြို့ကိုတင်ပိုက်ထားပြီးပြည်နယ်မြို့တော်စစ်တွေနဲ့တရုတ်စီမံကိန်းတွေရှိနေတဲ့ကြောက်ပြုံမြို့နယ်မှအောင်မြို့တွေသာကျန်ရှိတော့တာဖြစ်ပါတယ်။ဒီထက်ကစစ်တွေနဲ့ကြောက်ပြုံမြို့တွေကအေတက်ရဲ့ဝိုင်းပတ်ပိတ်ဆို့မှုကိုခံထားရတာဖြစ်ပါတယ်။ကြောက်ပြုံမြို့ကိုတင်ပိုက်နိုင်မှုအတွက်အေကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ကြောက်ပြုံမှာအေရဲ့ထိုးစစ်ကိုတံပြန်နိုင်မှုအတွက်အနာဒိစစ်တပ်ဘက်က2025ခုနှစ်မတ်လအစပိုင်းကစတင်ပြီး ကြည်ရည်လေးပူပေါင်းဆစ်စင်ယူရင်းချိန်ပတ်များစွာ လုံးနေပေမဲ့ပြောင်းမှုမရှိဘဲအထက်အကြဆုံးများနေတယ်လို့အေးရထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စကောမရှင်ရဲ့စစ်တမော်တွေကပင်လယ်ပြင်ကနေဆင်းရဲပြမမဟုတ်တဲ့အရသားနေထိုင်ရာရက်ကွက်ကြီးဝါးတွေအတွင်ကိုလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တိုက်ခိုက်တာပင်လယ်ပြင်အနီးငါပန့်ထွက်ကြတဲ့ရေလုံသားပြည်သူတွေကိုအန်စီတက်ဖြတ်တာတွေဒီရပိုင်းအတွင်းမှာဆက်တိုက်လုပ်လာတယ်လို့ဆိုပါတယ်။ဒီကြောင့်ကနေလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကို ကျောက်ဖြူမြို့နယ်အေအေးသိမ်းပိုက်ထားတဲ့ကွာမြို့နယ်တန်တွဲမြို့တွေမှာလုံနေတာဖြစ်ကောင်းဒီတာခိုက်မှုတွေကြောင့်အယက်သားပြည်သူထိခိုက်ဒိဆုံးမှုတွေရှိနေတယ်လို့အယက်သား20ထံမှနဲ့ဖမ်းဆီးခံထားတယ်လို့သိရပါတယ်။ဒါအပြင်စစ်ကော်မရှင်တပ်ကအော်တိုဘာ10ရက်နေ့မနက်ပိုင်းကတန်တွဲမြို့အနီးဝန်းကျင်ကိုကျက်လျင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့အေအေးကထုတ်ပြန်ပါတယ်။ဒီလိုလေချောင်းနဲ့ရေချောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူတွေအနေနဲ့ပင်လယ်ကမ်းတွေနဲ့ရိုးရွာတွေအတွက်မှာစီးရီးတရေရှိကြဖို့နဲ့အထူးတရေထားကြဖို့အေအေးကအတည်ပြုထားပါတယ်။ ရှကန်ပြည်နယ်နဲ့မကွေးတိုင်းအစပ်ငဖဲမြို့နယ်အတွင်းကနေရီကန်ဒီချောင်းရံကောက်ခွေတပ်စခန်းနဲ့အနီးတဝိုင်းမှာလေအေးဦးဆောင်လေတော်လိုင်းပူပေါင်းတပ်တွေနဲ့အာနာသိန်းတပ်တို့ကြားတိုက်ပွဲတွေပြင်းထန်နေပါတယ်။အမ်ဘရန်နမ်းပေါ်မှာရှိတဲ့နေရီကန်စခန်းအတွက်အထူးကကောက်ခင်းစခန်းတစ်ခုဖြစ်တဲ့ပစီရွာအနီးကဖိုက်တာကုန်းစခန်းကိုအေးနဲ့ပူပေါင်းတပ်တွေကအောက်တိုဘာ10ရက်နေ့မှာတင်ပိုက်နိုင်လိုက်တယ်လို့မြေပြင်စီးသတင်းမြစ်တွေထံမှသိရပါတယ်။အဲဒီနောက်မှာတော့နေရီကန်ပြည်မှာစခန်းကိုတော်လိုင်းတပ်တွေကဆက်လက်တိုက်ခိုက်နေတယ်လို့သိရပါတယ်။